ပါလီစောပါဒီကနေ့နိုဝင်ဘာလ14ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အေးအေးဥဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကစင်လန်ထောက်ပို့တပ်ကိုထိုးစစ်ဆင် တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကြားဖြုံမြွနဲ့တိုင်းရှောင်းရွာနဲ့ရှောင်းဝကျေးရွာအကြားမှာအရခတတော်အေးအေးနဲ့စစ်တပ်တို့အကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်း ရခိုင်ကနေတဆင်မီဇိုရန်ကိုအဓိကကုန်သွယ်ရာလမ်းတွေကို ပြင်းထန်ဝန်ရောဂါကြောင့်ယာယီပိတ်လိုက်ရတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရခတ်တော် AA ဦးဆောင်တဲ့တော်လန်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာမနေ့ကစစ်ကောင်စီဝင်ရောက်တပ်ဆွဲထားတဲ့ဆင်လန်ထောက်ပို့စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မနေ့ကစတင်ပြီး AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဆင်လန်ပါဝဲနေရာသုံးခုမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာပါ။ AA ဥဆောင်ပြီးတိုက်ပွဲဝင်နေတဲ့ရိုးမအဆက်ကနေရာသုံးခုမှာပကိုးရခိုင်ရိုးမအဆက်နေရာဟာမကွေးရခိုင်ရိုးမအဆက်အေယဝတီရခိုင်ရိုးမအဆက်ကနေရာတွေထက်အခြေအနေပိုကောင်းနေပြီးနေတိုင်းလိုလိုအောင်မြင်မှုတွေရနေတယ်လို့သိရပါတယ်။ AA သိမ့်ပိုက်ထားတဲ့0.63လုံးကုန်းမှာနေရာပြင်လေဝင်ယူထားတဲ့စစ်တပ်ဟာစာနယ်ရိတ်ခါပြက်လက်နေတာကြောင့် စစ်ကူနဲ့ရိတ်ခါလာပို့တဲ့အင်အား200ပါကပ္ပစ16ကစစ်ကြောင်း2ကြောင်းကို EA ကပိတ်ဆို့တိုက်ခိုက်နေတယ်လို့ဆိုပါရယ်63လုံး point ကုန်းမှာပိတ်မိနေတဲ့တပ်ဖွဲ့ဝင်တွေကိုစားနေရိတ်ခါတရှုလေးကြောင်းကနေထောက်ပို့ကူညီပေးနေတာတွေရှိပေမဲ့လုံလောက်မှုမရှိတာကြောင့်တရှုဟာထွက်ပြေးမှုတွေရှိနေတယ်လို့တရှုကတော့အလန့်ဖြူထောင်းပြီးအရခတ်တတော် EAC မှာလက်နက်ရှအလင်းဝင်မှုတွေလည်းရှိတယ်လို့စီရေးတရင်ရင်မြစ်တွေကပြောကြပါရယ် ကြပြုံမြို့နယ်တိုင်ရှောင်းရွာနဲ့ရှောင်းဝကျေးရွာအကြားမှာအရခတ်တတော်အေအေနဲ့စစ်တပ်တို့အကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။နိုဝင်ဘာလ12ရက်နေ့ညကနေမနေ့ကအထိတိုက်ပွဲတွေပြင်းထန်နေကြတာပါ။စစ်တပ်ကလည်းထိုးစစ်ဆင်နေတယ်လို့ခန့်စစ်တာခုခံခဲ့တဲ့အေအေကလည်းပြန်လည်ထိုးစစ်ဆင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောကြပါဗျ။ စစ်တပ်ကကြီးရည်လေးစစ်ကူယူပြီးတိုက်ခိုက်နေပေမဲ့နေကျွန်လာတဲ့စစ်ကြောင်းတွေကိုအေအေကဖျက်တောက်တိုက်ခိုက်နေလို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်ပွဲ area ထဲမှာပါဝင်နေတဲ့ရှောင်းဝမင်းခုံတိုင်းတိုင်းရှောင်းမင်းပြင်ကြီးရွာတွေကိုစစ်တပ်က drone တွေအပါအဝင် မြေပြင်နဲ့ရေပြင်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ကြီးရွာတွေကနေအိမ်တချို့ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။အလားတူစစ်ကောင်စီကတပဝါတန်ငွေနဲ့ရေနံတင်ပို့ရာမဒေးကျွန်းအနီးမြေထေကနေပြည်တော်အပါအဝင်အုံကျွင်ရေတပ်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ drone ဘုံတွေရှာတာတွေကြောင့်မရိုင်းဆိုင်ကျွန်းမြို့ချောင်းကျွန်းနဲ့အနီးအနားကကြီးရွာတွေဟာလည်းလက်နက်ကြီး drone တွေကြာရောက်မှကိုစိုးရင်ပြီးတော့ဘေးလွတ်ရာကို တင်းရှောင်နေကြရတယ်လို့သိရပါတယ်။ရခိုင်ကနေတဆင့်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကို ကုံသွားကူးတဲ့အဓိကကုံသွေးရလမ်းတွေကို ပြင်းထန်ဝန်ရောဂါကြောင့်မနေ့ကစားပြီးယာယီပိတ်လိုက်ရတယ်လို့သိရပါတယ်။ပိတ်လိုက်တဲ့လမ်းတွေကတော့ရခိုင်ကကုံသွေးတွေမီဇိုရန်ပြည်နယ်ကိုကုံသွားကူးရမှာအဓိကဖြတ်တန်းသွားလာရတဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်ကကာဂီတွီတွန်းတပ်ပုရှေစားတဲ့လမ်းတွေဖြစ်ကြပါတယ်။ အခုလိုအဲ့ဒီလမ်းတွေကိုယာယီပိတ်လိုက်တဲ့အတွက်ရခိုင်ကမီဇိုရန်ကိုလောလောဆယ်မှာကုန်သွားကူးလို့မရနိုင်တော့သလိုမီဇိုရန်ကကုန်ပစ္စည်းတွေကိုအားထားနေရတဲ့ရခိုင်ပြည်သူတွေအတွက်လည်းကုန်စည်တွေပြတ်တောက်နေပြီးကုန်ပစ္စည်းတွေဟာလည်းဈေးနှုန်းမြင့်တက်သွားနိုင်တယ်လို့ကုန်သည်တွေကခံမှန်းနေကြပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ပြင်းထန်ဝမ်းပြက်ဝမ်းလျှော်ယောဂဟာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်နဲ့မြန်မာနိုင်ငံရှင်းပြည်နယ်နေဆက်ပလဝါကစစ်ဘေးရှောင်တွေခိုလုံနေတဲ့မီဇိုရန်ပြည်နယ်လောက်တလိုက်ခရိုင်က ကာဂီနက်တွင်တန်းကြီးရွာနှစ်ရွာနဲ့ရှာဟာခရိုင်လာမစုကြီးရွာတွေမှာအခုနိုဝင်ဘာလအစရက်ပိုင်းတွေကစတင်ကဖြစ်ပေါ်နေတာပါ။အဲဒီရောဂါကြောင့်နိုဝင်ဘာလ12ရက်နေ့အထိကာဂီကြီးရွာမှာဒေသခံတွေဆေးပိရှောင်စုစုပေါင်း6ရောက်သေဆုံးသွားခဲ့ပြီလို့ရှင်းသတင်းဌာနတွေမှာဖော်ပြကြပါတယ်။မူဝေအော်အန်ဝမ်ပြက်ဝမ်လျှော်ပြီးတဲ့နောက်အပြက်ကတည်ဆုံသွားရတာဖြစ်တယ်လို့လည်းသိရပါဗျ။ ီယောဂါဟာကူးစက်မြန်တဲ့အတွက်လူစုလူဝေးတွေမလုပ်ကြဖို့နဲ့တရွာနဲ့တရွာအဝင်းထွက်တွေကိုလည်းယာယီကန့်သက်ပိတ်ပင်မှုတွေရှိတယ်လို့ရှင်းဒေတာခန့်တယောက်ကနရင်စရာကိုပြောပါရရှင်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရုပ်ရှင်မင်းသားလွင်မိုးပိုင်ဆိုင်တဲ့မန္တလေးမြို့ကရုပ်ရှင်ရုံသစ်ဟာဖွင့်ပွဲမတိုင်မီမှာမိလာမုံဖြစ်ပွားခဲ့တယ်လို့ ် MFP မှာသတင်းဖော်ပြပါရယ်။မနေ့ကနိုဝင်ဘာလ17ရက်နေ့ညနေ4နာရီခွဲလောက်မှာအဲ့ဒီမဟာအောင်မြေရုပ်ရှင်ရုံအတွင်းကမိခိုးလုံးတွေထွက်လာပြီးရုံအတွင်းထဲကဆိုဖာနဲ့ပစ္စည်းတွေလောင်ကျွမ်းနေတာဖြစ်တယ်လို့သိရပါဗယ်။အဲ့ဒီရုပ်ရှင်ရုံအသစ်ဟာမန္တလေးမြို့မဟာအောင်မြေမြို့နယ်52လမ်းနဲ့53လမ်းအကြား86လမ်းပေါ်မှာရှိတယ်လို့သိရပါဗယ်။ ဆေအောင်စုမိသက်ရဲ့အဆိုအရညနေ၄နာရီခွဲဝန်းကျင်မှာမိဆလောင်ပြီး15မိနစ်ကျော်အကြာမှာမိငင်းသက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။မိလောင်ရတဲ့အကြောင်းရင်းကိုတော့သိချာမသိရသေးပါဘူးရှင်။နိုင်ငံတကာသတင်းထဘောက်အနေနဲ့ကတော့ရခိုင်ကိုတင်ပို့မဲ့ဆက်လီ၂ဆင်းနဲ့အတူယူဆောင်လာတဲ့ပေမျိုးစုံ A600, ဗီလက်မြေ A650 နဲ့အတူမှောင်ခိုသမား၂၂ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ကဖမ်းဆီးလိုက်ပါတယ်။ ဒုတိယဗိုလ်မှူးကြီးရှာကစ်မဘူးကမနေ့ကကြာသပတေးနေ့ည9:00နာရီလောက်မှာအတည်ပြုထုတ်ပြန်လာပါတယ်။တည်င်းတွေအရကန့်ချေဆောင်တက်ဟာစိတ်မတင်ကျွန်းရဲ့အနောက်တောင်ဖန်နဲ့ကက်လျက်ပင်လယ်ပြင်မှာအထူးစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ရာစစ်ဆင်ရေးအတွင်တန်တရာဖြစ်ပွားပွဲငါးဖန်လေးနှစ်စင်းကိုတွေ့ရှိခဲ့ပြီးဖန်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။ ဇက်လင်နှစင်းပေါ်မှာပေးမျိုးစုံ860ပီလက်မြေ850နဲ့အတူမှောက်ကိုသမား22ယောက်ကိုဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာတာကာ33သိန်းခွဲကျော်တန်ဖိုးရှိကြောင်းရှာကတ်မဘူးကပြောကြားခဲ့ပါတယ်။အကောက်ခွန်ရှောင်းတိန်မုံမြန်မာနိုင်ငံကိုတရားမဝင် ခိုးထုတ်မှုနဲ့ဖမ်းဆီးရခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။ သိသိရမိရဲ့ပစ္စည်းတွေမှောက်ခိုပစ္စည်းတွေတင်ပို့ရမှာအသုံးပြုတဲ့လှေနဲ့ဖက်စစ်ခံထားရတဲ့သူတွေကိုဆက်လက်ပြီးဥပဒေအရအရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများ၏တင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။